အဲ့ဒီကြာတော့မှသူတခါတည်းထိတ်လန့်သွားတယ်တကယ်လည်းသူ့အသူအဲ့ဒီကြာတော့မှနော်မြင်လိုက်တယ်လို့မျိုးဖြစ်သွားတာလည်းဖြစ်မယ်ပေါ့နော်အဲ့ဒါနဲ့မြတ်စွာဘုရားရဲ့ခြေရင်းကိုဝတ်ဆင်းပြီးတော့သူ့ကိုရဟန်းပြုပေးဖို့တောင်းပန်အဲ့တော့မြတ်စွာဘုရားအလုံးအေဟိဘိက္ခုအဲပြောရသေးတယ်တပည့်တွေကိုခွင့်ပန်လိုက်အောင်ဆရာဆိုတာတပည့်ကိုလည်းပြန်ပြီးတော့အတိအမှတ်ပြုရတယ်ငါရဟန်းပြုတော့မယ်လို့တပည့်တွေကိုခွင့်ပန်လိုက်အောင်ဆိုတော့တပည့်တွေကလည်းဆရာရဲ့လမ်းစဉ်ကိုပဲလိုက်မယ်ဆိုတော့အကုန်လုံးရဟန်းရဟန်းပြုခြင်းတဲ့စိတ်ရှိပါတယ်ဆိုတာလျှောက်တော့ ်ရသော်ဗျာအဲ့ဒါအေဟိဘိခုခေါ်တယ်တဲ့အဲ့ဒါနဲ့သူတို့ရဲ့စံကျစ်တွေမိโอကင်းတွေမိမွေတွေရောင်းမာတွေသူတို့ရဲ့ယသိအသုံးဆောင်တွေမလိုတော့ဘူးပေါ့နော်ယဟန်ဖြစ်သွားပြီဆိုတော့အဲ့ဒါအကုန်လုံးနေတင်စရာမြေကျောမှာမြေကျောမှာအကုန်မျောချလိုက်တယ်မျောချလိုက်တော့အဲ့ဒါတွေကဘယ်ရောက်သွားတော့ဆိုတော့နရီကတ္တပညီအလက်စီကိုရောက်သွားတော့ဟာငါနောင်တော်ကြီးတွေဘာဖြစ်လဲမသိဘူးဘေးအန္တရာယ်ဖြစ်လာဆိုပြီးတော့ရောက်လာကြတယ် ဲ့ဒီမှာဒီမှာယဟန်ဖြစ်နေပြီဆိုတော့အော်ယဟန်ဖြစ်ကပို့ပြီးတော့မြတ်သလားအေးမြတ်တယ်ဆိုတော့သူလည်းပဲယဟန်ပြုတယ်အဲ့ဒီမှာသူလည်းအေးဘိက္ခုခေါ်တယ်သူအတိုင်းဝိုင်းနဲ့အားလုံး300ပေါ့နော်အဲ့ဒါသူတို့အကုန်လုံးရဲ့ယတိအသုံးဆောင်တွေမျောလိုက်ပြန်တယ်အောက်ကခရကတ္တပညီငယ်သုံးတွေကိုရောက်တယ်အဲ့ဒါသူတို့လည်းရောက်လာပြီးတော့တူတူပြောကြပါစို့အေးဘိက္ခုယဟန်နေဖြစ်ကြတယ်အဲ့ဒီမှာအကုန်လုံးယန်းနေဖြစ်ပြီးဆိုတော့မြတ်စွာဘုရားဂရတိတာကိုကြွသွားပြီးတော့အဲ့ဒီကြောက်ဖြာကြီးပေါ်မှာဒီယသိညီနောင် เนาะရှင်တထောင်ကဖြစ်လာတဲ့ယဟန်တော်တွေကိုဘယ်လိုတရားကိုဟောရပါမတုံးလို့မြတ်စွာဘုရားเนาะစဉ်းစားဆင်ခြင်တော်မူတဲ့အခါမှာအမြဲမပြတ်မီးပူဇော်တဲ့အလေးအကျင့်ရှိတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ကိုခန္ဓာကိုယ်ကြီးဟာအမြဲတမ်းမီးလောင်နေတယ်လောကကြီးဟာအမြဲတမ်းမီးလောင်နေတယ်ဆိုတာကိုငါထင်ရှားစွာပြရရင်ကောင်းမယ်ဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာအဋိဌသုတ်တန်ဆိုတာကိုဟောတာ